မင်္ဂလာပါရှင်ဇူလိုင်လ31ရက်နေ့မနက်ပိုင်းရရှိထားတဲ့မိုးလေဝသအခြေအနေတွေကိုကျွန်မရွံ့ရက်ဒီကနေ့တင်ဆက်ပေးသွားမှာဖြစ်ပါရှင်ဒီကနေ့မနက်ပိုင်းရရှိထားတဲ့ပုံကြည့်ရခါမှာတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာမုတ်တုံလေးအားကောင်းနေပါတယ်ကြံမင်္ဂလားပင်လယ်အော်မှာတော့မုတ်တုံလေးအားအသင့်တင့်ရှိနေပါတယ်မြန်မာနိုင်ငံပေါ်မှာတော့တောင်ပိုင်းဒေသတွေမှာတိမ်ထူရနေပြီးတော့ကြံဒေသတွေမှာတော့တိမ်အသင့်တင့်ဖြစ်နေပါတယ်လေတိုက်ခတ်နိုင်မှုခမန်းချက်ကတော့ရခိုင်ကမ်းရိုးတန်းမှာတနအာယု၈မိုင်ကနေ၁၂မိုင်ကြံကမ်းရိုးတန်းမှာတနအာယု -10 ရ နဲ့25မိုင်နှုန်းတက်ခတ်နေပါတယ်ရှင်။မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေရဲ့မိုးလေဝသခန့်မှန်းချက်တွေအနေနဲ့ကတော့စစ်တွေမခွေအသိပကိုရှန်ကုန်မော်လမြိုင်ဖအံဒဝဲစတဲ့တောင်ပိုင်းဒေသအားလုံးလိုလိုမှမိုးရွာဖို့အလားအလာ ရှိနေပါတယ်။နေရာအနှံ့ပြောင်းမိုးထချုံရနေလို့ခန့်မှန်းထားပါတယ်ရှင်။မြန်မာနိုင်ငံမြောက်ပိုင်းဒေသကြီးရဲ့မိုးလေဝသခန့်မှန်းချက်တွေအနေနဲ့ကတော့မုံရွာနဲ့မြစ်ကြီးနားမှာ နေရာကျကျမိုးထချုံရနိုင်ပါတယ်။ဟာခနဲ့မန်းလေးမှာတော့နေရာအနှံ့အပြားမိုးထချုံရနိုင်ပြီးတော့လာရှိုဟဲဟိုတောင်ကြီးလိုက်ကောစတဲ့ဒေသတွေမှာတော့နေရာစစ်စစ်မိုးထချုံရနိုင်တယ်လို့ခန့်မှန်းထားပါရှင်။မိုးအချိန်ခန့်မှန်းချက်အနေနဲ့ကတော့မွန်ကရင်တောင်ပိုင်း ရခိုင်မြို့နယ်တောင်ပိုင်းဒေသတွေမှာ100မီလီမီတာလောက်ထိရွာသွန်းနိုင်ပြီးတော့ကြံတဲ့မြမတနိုင်ငံလုံးလို့လို့မှာတော့40မီလီမီတာနဲ့60မီလီမီတာလောက်ရွာသွန်းနိုင်ပါတယ်ရှင်။ထူးခြားတဲ့နေပူချိန်တွေအနေနဲ့ကတော့တနိုင်ငံလုံးမှာမိုးရွာဖို့အလားအလာရှိနေတဲ့အတွက်ကြောင့်နေပူချိန်တွေညှော်နေနိုင်ပါတယ်။အမြင့်ဆုံးအနေနဲ့ကတော့35ဒီဂရီစင်နီဂရိတ်လောက်သာရှိနိုင်ပါတယ်ရှင်။မြမပင်လယ်ပြင်ခံမှန်းချက်အနေနဲ့ကတော့မြဝကျုံပေါ်မွန် တနင်္လာရီကံယုံရံဒေသတွေမှာလှိုင်းကြီးနိုင်ပြီးတော့လှိုင်းမြေဆက်တပီးတော့မြင့်တက်နိုင်ပါတယ်။ကြံကံယုံရံမှာတော့လှိုင်းတင့်တင့်ရှိနေပါရှင်။မန္တလေးမြို့နယ်အနီးတစ်ဝိုက်9ရက်စာခမန်းချက်အနေနဲ့ကတော့လာမယ့်9ရက်လုံးမှာမန္တလေးမှာမိုးရွာဖို့အလားအလာ ရှိနိုင်တယ်လို့ခမန်းရရှိထားပါရဲ့ရှင်။ရန်ကုန်မြို့နယ်အနီးတစ်ဝိုက်9ရက်စာခမန်းချက်အနေနဲ့ကတော့လာမယ့်9ရက်လုံးမှာရန်ကုန်မှာလည်းမိုးရွာဖို့အလားအလာရှိနိုင်တယ်လို့ခမန်းရရှိထားပါရဲ့ရှင်။ နေပြောင်းတဲ့အနီးတစ်ဝက်9ရက်စာခံမှန်းချက်အနေနဲ့ကတော့လာမယ့်9ရက်လုံးမှာနေပြောင်းမှာလည်းမိုးရွာဖို့လားလာရှိနိုင်တယ်လို့ခံမှန်းထားပါတယ်ရှင်ဆက်လက်ပြီးတော့အာရှဒေသတွေမှာရှိတဲ့မြို့ကြီးတွေရဲ့မိုးလေဝသအခြေအနေတွေတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ကျေးဇူးများတင်ပါရဲ့ရှင်။